ဟုတ်ကဲ့ပါဝန်ကြီးအဲတစ်ဆက်တည်းမှာပဲဆေးအုပ်စုရဲ့မဟာဗျူဟာနဲ့ဒီသူ့အင်အားအခြေအနေဘယ်လိုရှိမလဲသုံးသပ်ပေးပါဝန်ကြီးခင်ဗျာအဲလူငယ်တွေကိုအားလုံးဆက်သားစုပေါင်းမယ်စစ်အာဏာအတွက်ရှည်နှပို့ပြီးတော့အသေးခံခိုင်းနောက်တစ်ခုကကျွန်တော်တို့ရတားပြည်သူတွေအတော်လန်ကြီးကိုမထောက်ခံရဲအောင်မရက်ဒီရဲအောင်နေစဉ်နဲ့မြအကြမ်းဖက်တပ်ဖြတ်တဲ့အလုပ်ပေါ့ဗျာဒီလုပ်တွေကိုပဲသူတို့မြက်ကန်းတစီမကြောက်ကျူးလွန်နေတာဖြစ်ပါတယ် 是因你两个，咱们咯，白族人一佩服嘛，就本来就本身辛苦着了，就是高皇帝个，都是说下咯，那个爷爷都一块在手的，你呢？是你女哦，帮上边咯，电动面的工了嘛？白族人一佩服你，白族人一高上那个大阿妹撇妹，都一块在修请包片，天要掉改呢？哎，困一辈啦，李总工里了嘛？ အညီမြစ်ဖြစ်အောင်လုပ်ပါလိမ့်မယ်အဒါသူလုံနေကြမယ်အခုရောနောက်ရောသူဒီနည်းကိုပဲတုံးတာပဲကျွန်တော်တို့ဒေါ်လာရင်းအားစုကြီးအားလုံးအထူးသတိပြုရမယ်ကိစ္စဖြစ်တယ်လို့လည်းပြောလိုပါတယ်တက်ကောင်ကြီးအော်ဟုတ်ဒီမှာဒီကဘာကောင်ဒီမှာတို့တရားကန်နေနော်တို့တရားကန်နေရောက်ပြီတို့ဒီမဲလိုက်တော့မှာတကယ်မြန်မြန်တက်မှာလေးမကောင်တက်မှာရှိတယ်ကိုကြီးတစ်စိတ်နားမလဲအောင်ဖြုတ်ပါလေဟုတ်တော့ဘောပါ မသားမပေါ်ရင်ခင်းငယ်ကိုကြောပါလားတဲ့60ရရလားโอ้60မမโอ้ဘဘာကြီးဘဘာကြီး60လေးလားလူလားလို့ဟဲ့ကွာဟေး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 60 60 60ပြောင်းမဲ့မအောင်တော့ဘဘာကြီးကိုမဲတော့ဘာလဲကောင်းနေတော့ကြောင်မဲ့မှန်တာကြောင်မဲ့မှန်နေတာဘဘာကဘယ်ကောင်းနေတော့အဲ့ကောင်းနေလားဟဲ့

ဟုတ်ရေကောက်ပွဲကိုကျွန်တော်က အလိုမရှိဘူးအာအတူရောရေကောက်ပွဲဆိုလို့ရှိလို့ရှိရင်လည်းကျွန်တော်အားပေးမှာမဟုတ်ဘူးเนาะအဲ့တော့ ဒီ2025ဒီဇင်ဘာ28မှာကျင်းပမဲ့ဒီကောက်ပွဲကိုဒီနေ့အချိန်ထိတော့ကျွန်တော်ကအတူရောရွေးကောက်ပွဲအဖြစ်ကိုပဲကျွန်တော်ကနေနေသေးရပေါ့နော်တခုနဲ့ပြန်ပြီးတော့မေးကြည့်ခြင်းလေအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့နော် NLD ပါတီဟာနော်2023မှာတိုင်းပြည်ရဲ့အာဏာကိုနော်ရွေးကောက်ပွဲမဲမတမမှုအဖြစ် နော်ရေကောက်ပွဲမဲမတမာမှုဖင်အန်လီပါတီကိုဆွဆွဲပြီးတော့နော်အာနာတိန်ခဲ့တဲ့စစ်တပ်နော်အာနာတိန်ခဲ့တဲ့စစ်တပ်အာနာတိန်ပြီးတဲ့အခါကျတော့လေနော်တကယ်ရွေးကောက်ပွဲမဲမတမာမှုနဲ့တိကျခိုင်လုံတဲ့နော်အထောက်ထားတွေနဲ့ဥပဒေတွေနဲ့တရားစွဲဆိုခြင်းမလုံနိုင်ပဲမလုံပဲနဲ့ဟုတ်လား ဟိုမင်းပေါ့ဗျာပုံကူကြီးတွေပေါ့ဟိုဟာခိုးတယ်ဒီဟာခိုးတယ်ဒီလိုဖြစ်တယ်ဆိုရဲစွဆွဲချက်တွေနဲ့နော်အာနာသိမ့်ခဲ့တယ်နော်အဲ့တော့အဲ့အာနာသိမ့်ခဲ့တဲ့စစ်တပ်ကနေပြီးတော့အာ UEC ဆိုတာကိုအာဖွဲ့စည်းတယ်နော်အဲ့တော့အာနာသိမ့်တဲ့စစ်တပ်ကိုခေါင်းဆောင်တဲ့သူကလည်းအတက်ကြော်နေပြီနော်နော်အဲ့တော့ဒီလူရုံမှမင်းအွန်လိုင်းကိုနော်နိုင်ငံတကာကနေအတိမဲ့မပြူလို့ဟလာသူ့ရဲ့ legitimacy ကိုနိုင်ငံတကာကနေမရတဲ့အတွက်ကြောင့်မလို့ ပြေရင်းပေါ့ဗျာကဲပြေရင်းမှာ legitimacy ရမလားတရားဝင်မှုရလားကြည့်လိုက်အောင်နော်ဒီနေ့ဒီအချိန်ဒီဟုတ်လားကျွန်တော်တို့တိုင်းပြည်မှာနော်အနေအဆုံး80ရာခိုင်နှုန်းသောပြည်သူလူထုက NLD ပါတီကိုထောက်ခံနေစေပဲထောက်ခံနေစေပဲနော်ဒီနေ့အချိန်ဒီ80ရာခိုင်နှုန်းသောအနေအဆုံးတော့ 80ရာခိုင်နှုန်းသောပြည်သူလူထုကစစ်တပ်ဆိုလို့ရှိလို့ရှိရင်เนาะစစ်တပ်မဟုတ်ပါဘူးစစ်ကောင်းဆောင်တွေပေါ့ဒီစစ်ကောင်းဆောင်တွေစစ်ဘုံချုပ်တွေဆိုလို့ရှိရင်တေလောက်အောင်တူတူခါခါမုန်းကြတာအဲ့ဒါအမှန်တရားတေလောက်အောင်တူတူခါခါမုန်းကြတာတတိုင်းပြည်လုံးမှာရှိတဲ့လူငယ်လူရွယ်တွေအကုန်လုံးဟာဒီစစ်တပ်ကအာဏာသိမ်းတာကိုမကျေနပ်တဲ့အတွက်ကြောင့်မလို့လက်နက်ကင်ပြီးတော့လက်နက်ကင်လဲနေတဲ့အတူ ဒီစစ်တပ်ကိုတပုံထားခဲ့ကြတာဟုတ်တယ်နော်ဒါ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 တိုင်းပြည်လုံးပဲအဲ့တော့မြန်မာနိုင်ငံနေရာတိုင်းကိုကြည့်လိုက် PDF တွေရှိတယ်အဲ့တော့ PDF တွေကဘယ်ကပေါက်ဖွာလာလဲစစ်တပ်အာဏာသိမ်းတာကိုလက်မခံနိုင်တဲ့လက်မခံနိုင်လို့တော်ခုကြတဲ့တပုံထကြတဲ့တော်လန်ကြတဲ့ သူတွေဗျဒီလူရောက်မှမင်းအောင်လိုက်အာနာတိန်နာကိုတိုင်းပြည်မှာရှိတဲ့ပြည်သူ90ရာခိုင်နှုန်းကအတိမတ်မပြူအဲသူအတိမတ်မပြူတလို့မျိုးဟလာတိုင်းရင်သားအဖွဲ့စည်းအတီးတီးတိုင်းရင်သားလက်နက်ကင်တွေရောအတိမတ်ပြူလားအတိမတ်မပြူဘူးနော်တိုင်းပြည်လုံးမှာတိုင်းပြည်ရဲ့နေရာအနှံ့အပြားမှာစစ်ပွဲတွေဖြစ်တယ် တိုက်ပွဲတွေဖြစ်တယ်စစ်ပွဲတွေဖြစ်လို့တိုက်ပွဲတွေဖြစ်လို့တရုတ်ကြီးရဲ့ဂျိုကင်ပြီးတော့ဘောင်းမီချွတ်ပေးကြရတယ်ဟုတ်တယ်နော်ဒါအားလုံးအမြင်ပဲဒါတွေကတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုနော်တိုင်းပြည်မှာရှိတဲ့ပြည်သူ80ရာခိုင်နှုန်းကဟုတ်လားလက်မခံဒီအนุမြူစွိုင်းအင်ကိုအသုံးပြုခြင်းအကျွမ်းရင်းကတော့မြန်မာနိုင်ငံမှာစွိုင်းအင်ပေါ့လေတည်ငြိမ်တဲ့စွိုင်းအင်တည်ငြိမ်တဲ့လျှက်ဆက်စွိုင်းအင်တခု ရရှိဖို့အဲ့ရောင်ကြီးပြက်သားကြီးကဖျောင်းဖျောင်းဖျောင်းလဲဖျောင်းလဲထုံဖျောင်းလဲဖျောင်းလဲကျွန်တော်တို့ခစ်နဲ့အမီတွေးခေါ်ပြောမြင်တတ်ဖို့အရေးကြီးတယ်ကဘာကြီးမှဒီနေ့ဘာတွေဖြစ်နေလဲနိုင်ငံတကာမှာဘာတွေဖြစ်နေလဲကျွန်တော်မြန်မာမှာဘာတွေဖြစ်နေလဲကျက်ပြီးမဖြစ်စကားတွေပြောသားမှာလေအိစမက်တော့ဘာနာသားဆုံးမပြုံမနှိမ့်စိုက်စားအဆောင်မပြောသားနဲ့အလူမျိုးစွိုင်းရင်ဆိုတာဒီကျွန်တော် တည်ငြိမ်တဲ့လျှက်စစ်ကိုပေးနိုင်တဲ့စွမ်းအင်မျိုးဖြစ်ပါတယ်ဒီမြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင်ကျွန်တော်လျှက်စစ်စွမ်းအားဘလောက်ထိလိုတယ်ဆိုတာကိုအားလုံးကသိပြီးဖြစ်လိုက်မယ်ဒါကြောင့်ကျွန်တော်ကစစ်စစ်ကထုတ်ပေးပြီးတော့ကျွန်တော်တိုးအားပေးနေကြည့်ဖြစ်ပါမတမ်းမရီပြောတယ်ကျွန်တော်တို့စစ်စစ်ရထားလားနဲ့ဆိုရပါလို့အဲ့ဒီလိုလျှက်စစ်တားအများထိတာတောင်းဆွဲနိုင်ရန်လူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပန်းလာတွေကိုစက်တိုက်ဖွင့်လာခြင်းမှာအဆောင်ချရမှာဖြစ်ပါတယ် မလိုအပ်တဲ့မိကြောင့်မိလုံးတွေကိုပိတ်ထားခြင်းဖြင့်လည်းလျှက်စစ်တအားကိုခြေတာတင်ပါတယ်။ဒီကမှာတဘာဝအလေးအရာကိုလည်းအသုံးပြုခြင်းဖြင့်လည်းလျှက်စစ်တအားကိုခြေတာနိုင်မှာဖြစ်ပါတယ်။အသုံးမလိုသောနေရာတွေမှာလျှက်စစ်မိထွန်းခြင်းမှာစောင့်နေခြင်းဖြင့်လျှက်စစ်တအားကိုခြေတာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ အဲ့ရောင်နေမီးပြက်သွားကြဖျောင်းဖျောင်းဟိုကဖျောင်းနေဖျောင်းနေဖျောင်းနေထုံးဖျောင်းနေအရေးကြီးတဲ့မှာဗျနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာဆရာဖဆူသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဘလီကိစ္စနဲ့ပတ်သက်ပြီးတော့နော်လိုင်းပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်တောင်သူလယ်သမားတွေရဲ့လယ်ဘူအစိုးရက နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လေမြာမြေတွေကိုတိမ့်တယ်မတန်တစီပြေ2သိန်းတအေကောက်မှ2သိန်း3သိန်းပေးပြီးတော့ဟိုအရင်တုန်းကရော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုကျအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီးအိုက်တို့မွတ်စလင်ကလားတွေအတွက်ဗလီကြီးတွေဆောက်လုပ်ပေးမယ့်အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကြွရသူကြွရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေစင်နာတောင်ကြီးလေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ live မှာတင်နေတာအများကြီးပဲပြည်တွင်းရောပြည်ပအောင် ဟိုဂျောင်ဂျိုဂျောင်ရအောင်နေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးတယ်အေးမြို့ချစ်မြို့သားရေးသမားတွေဆိုတာက နော်သူများ၆တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့တည်ထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်မိုးချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လေဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးတော့အဲ့ဒီမိန်းကလေးတယောက်တည်းကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထပ်လိုက်လာတယ်မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာ ခုနိုင်ငံခြားကပြောပြောနေတဲ့ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ခမိန်ကျုံဆိုတာတည်တန့်ရှိတယ်နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေကအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဂျာနေဝါရဓမ္မအရမနှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ဖင်လန်မောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့ငစီတို့ကောင်တွေတတိထားကြ ေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံးကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဘယ်ကိစ္စအောင်မေးမှလဲလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲ့ဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲလူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမြို့ချစ်တွေကြီးပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ်ဟိုအနှွဲ့တဲ့မိမသားဆိုပြီးတော့မိမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စပါရုံကနေပြီးတော့ခေါ်တယ်ဆိုတာမြို့သားကြီးတမားတွေကိုနှရွက် စပေးဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနင်္ဂနွေဒီဇင်ဘာရောက်လာလိမ့်မယ်နော်တနင်္ဂနွေလုံးမှာအမျိုးသားရေးသမားတွေမျိုးချစ်တွေရှိတယ်နော်အမျိုးသားရေးသမားတယောက်ကိုထင်တနင်္ဂနွေလုံးမှာရှိတဲ့အမျိုးသားရေးသမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစေရမယ်ဟမ်အဲ့တော့လေမျိုးလေဝေးမျိုးနဲ့စာပါကိုကျတို့တွေလမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်းနဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကို စကားတခွန်းမှဲ့တဲ့ပေါ့တော့မဆုံးပါစေနဲ့ အဲ့လိုမျိုးစကားတကုံမဲ့တော့ဆိုရင်ကျွတ်တို့လေငုံမခံအချင်းကလာအပြင်စောင့်နေမှာလူပိုင်းကျွတ်တို့ကိုယ်တိုင်တပြီးတော့အထိဆင်းမယ်ကျေဖျားဟုတ်တဲ့ဖင်လန်မောင်မောင်တို့ခွေးကပြောနေတယ်ဒီလိုမှသာကပေါ့ဟောသူတို့ပါဇက်ပါတာပြောပါစီလို့ဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဖျားကိုပြောနေတယ်ဗျာတဲ့ရှင်ဖျားကအော်သူကကျုပ်ဆဲရတော့မဆဲဘူးသူသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဖန်တော်လို့လည်းကျုပ်ကိုဖန်တုံးတတ်မှာဘာဖြစ်ချာမှတ်လို့လို့ဟုတ်လား ဒါပြောကျုပ်ပေါက်ကူတော်ပြောတဲ့အထက်မှာသူကအရင်ကျေးဆုံးလူလို့ကျေးဇူးတော်တင်အောင်ပဲလို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲရမှာပါဦးလေဗျာအဲတော့သူသူဝေဖန်တော့တဲ့ဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေ့တယ်များသူဦးစင်းကပြောပြီးမှအတိုင်းရှင်းရှင်းဦးစင်းကတော့အကုန်လုံးလိုက်ပြောလို့မရဘူးဗျာတော့ဦးစင်းကလက်တွေ့ဓမ္မလေဗျာပေါက်ကူတော်ကလက်တွေ့ဓမ္မလက်တွေ့ဓမ္မဆိုလက်တွေ့ပဲလောက်လောက်တယ်ဗျာအလုံးနဲ့ပဲတက်တည်ပြတယ်ဗျာနော်တိုင်းပြည်ကိုပစံနဲ့ချစ်ပြအောင်နဲ့ မဖြစ်သေးဘူးဗျဆန်းတဲ့ခြေပဲဒါတော့ဘာပြောပြောသူတို့တွေကယူတူတော့နာဗျယူတူတော့နာအခုဆိုလို့ရှိရင်တကားဖင်လန်မောင်မောင်တို့ဆိုရင်ဝင်ဝင်ရမ်းကောင်းနေပြဘလို့ဆိုတော့သူကဒီဘက်ကလည်းဥစဉ်တော့ဘောမရက်ွက်ကလည်းသူ့ကိုအားပေးတယ်ဟိုဘက်ညီပိတ်ရက်ွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတစ်ဖက်ကြိုက်သကလုံးလေးတွေ့ပေါ်သွားတော့လေဗျနော်အားပေးကြတယ်ဗျနော်အားပေးကြတော့လူကြည့်များတာပေါ့လူကြည့်များတော့ပို့ပြီးမှဝင်ဝင်ကောင်းတာပေါ့ဗျာအဲ့သူ့ရဲ့အလုပ်ငမဲ့လေမရပါဘူးသူတဒါ၄၅၀ရတော့အေးစစ်စစ်ပဲလေဗျနော် ဒါပါပြောပြောဥစဉ်ဟုတ်လားအခုပါဇက်ပါလို့ပြောမှာပဲဥစဉ်လဲပြောပြောခြင်းတဲ့ခါပြောမှာပဲဟုတ်လားဒီကသူကဖယ်လာမှာဥစဉ်ကမြန်မာပြည်ပါပြည်တွင်းနေရနေဥစဉ်ကိုပြောနေရမှာဟုတ်လားပြည်တွင်းနေရနေပြောရင်ဥစဉ်လက်တွေတွားရှင်လို့ရတာလေအာပြည်တွင်းနေရဥစဉ်ကိုဆဲဆိုနေတဲ့သူလက်တွေတွားပြောလို့ရတယ်လက်တွေတွားပြီးပြောလို့ရတယ်လေဗျာ ပဲမထောက်ထားကြပြပါကြပါသက်ဆိုကိုကနဲ့တချို့ကလည်းအမေရိကန်ကနေလန့်ဟောင်းတာကျုပ်ကဘာလုပ်ရမှာလို့တို့အချင်းချင်းလုပ်ပြဟာကာချိုကြီးကမွဆလင်ဖြစ်သွားယူဟာကာချိုကြီးကဖြစ်ရပြောရလို့ရှိရင်တော့တို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးဓမ္မတွေနဲ့မွဆလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါစူပူဖြစ်အောင်ဖန်တီးတာပဲပြောရတော့မျိုးသားရေးဓမ္မတွေဘာဘာသာဘာဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအင်း ဲ့တော့သူတို့တွေကမြေပအနေမြောက်ပေးမယ်မြောက်ပေးမယ်အာဟိုအလုံးနဲ့အဲ့တော့မခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုဟာပေါ့နော်ဒီကကြားကောင်းတော့ဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြားပါတယ်ဥစဉ်တို့ဥစဉ်ရဲ့ဇာတ်ပါဝိဇာတူတို့ပြောလိုက်လို့ရှိရင်အာကကြောင်ကြီးကဖမ်းတော့ပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာအာသူတို့အတွက်ဆင်းပြေးပြီဒါပဲနော်ဒီကဒီလိုပဲဥစဉ်တို့ကတော့တုံ့တက်တယ် တကားဖင်လန်မောင်မောင်တို့အဲ့ဒါအော်လေဗျာအဲ့ဒါပြောလေဗျာတရားဝင်ကြီးကိုဦးသိန်းတို့ကသွားပြောလို့မရဘူးလေတရားမဝင်မဲနဲ့ဒီစားတဲ့တရားမဝင်မဲနဲ့လုံးတယ်ဆိုရင်တော့ကျုပ်တို့ကလောရမှာပေါ့ပြောရမှာပေါ့